ဲ့စိတ်ကလေးကိုကိုကမြင်ကလေးရမ်းကင်နေတာစိတ်ပေါက်ကလေးငကိုလေးလည်းစတလိဆန်ချက်တတ်တယ်ဆိုတော့လေလူငယ်လေးပါဗျာဟဲ့ဒီစကားမပြောတတ်တဲ့ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့အဲသူတို့အတွက်လိုအပ်ချက်ကလေးတွေသူတို့လူငယ်လေးတွေကိုဖြည့်ပေးပြီးတော့သူတို့နဲ့အတူတူနေရတာဘဝရဲ့အပျော်ဆုံး moment တွေမှာတစ်ခုပဲတလာလေနိုင်ပါလေနော်ဟုတ်ကဲ့ပါလေဟုတ်ကဲ့ပါလေ ။ဟုတ်ကဲ့မေတ္တာပါဗျ။စကလေးလေးအဲ့ချီခင်ရဲ့တောင်းဆိုတာအဲဒရိုက်တာဦးစီးရဲ့ကမ်ဘက်မူဗီမှာဆိုတော့ကလည်း main ပေါ့နော်ချီခင်ဖြစ်နေရအောင်ချီခင်ဖြစ်နေတော့အဲအသက်ရွယ်ပိုင်းခြားအဲ့လိုခက်ကြီးကြီးနဲ့အဲဒီဟိုရွာမှာရှိတဲ့နေဒီမှာရှိတဲ့သဘောတဘာဝတွေနောက် main မိမတယောက်ရဲ့မိမကြီးတယောက်ရဲ့ အာဖြစ်တည်မှုပေါ့နော်အဲ့ဟာကြတော့ဆိုတော့လက်ရှိအသက်ရွယ်တဲ့အများကြီးဟိုအဲတက်ကြီးပြီးတော့လှုပ်ထားရတာလှုပ်ထားတဲ့ခါကျတော့အဲပင်မန်းတယ်စူးစားရအမထိုင်းပြောလို့ရှိရင်ဒါပေမဲ့ဟိုဆရာဦးစတီးရကသူကအရန်တင်မေးရပေါ့အသေးစိတ်ကအစအဲ့လိုရှင်ဟန်လက်ဟန်မျက်လုံးသွားလာစကားအထားတူတွေကစတင်နေဆိုတော့ပညာရောအများကြီးရတယ်အခုရိုက်ကူးနေတဲ့ရက်ကတော့တိတ်တော်မကြသေးဘူးဒါပေမဲ့အဲ့ဒီရိုက်ကူးတဲ့နေရာကပတ်ချလေရဒီတကယ်ကိုလင်းမြေနေရွာတယ်ဆိုတော့ သူတို့အဲ့မှာမွေးမြူရေးအတွက်ဆိုပြီးတော့စိတ်ကလေးတွေမွေးထားတာရှိရဲ့ကြက်ကလေးတွေမွေးထားတာရှိရဲ့နောက်ပြီးတော့အာဒီစိတ်ကလေးတွေကြက်ကလေးတွေစောင့်နေလေဆောင်ခွေးလေးရှိတယ်။နောက်ကြောင်လေးရှိတယ်။အဲ့လိုလောကတကယ် nature ပေါ့နော်။ဟိုတကယ်ကိုတဘာဝတသက်ရိုက်ပြတာဆိုတဲ့အခါကျတော့အကွာတအားတဘာဝကြောင်တေုပ်ဆောင်လာ။သူက make up တွေဆိုတဲ့တစ်ခုလုံးညိုတွေချရတာအဲ့လိုအသက်ကြီးပိုင်းဆိုတော့မျက်နှာတွေကအစသပင်တွေကအစအဲ့မှမှအဲ့စိတ်ကလေးကိုကမြင်ကလေးရရန်ကင်နေတာ။ စိတ်ပေါက်ကလေးငကိုလေးလည်းဆိုတလိမ့်ဆန်ချက်တတ်တယ်ဆိုတော့လေအဲ့မှာဟိုဦးလို့အဲ့စိတ်ကလေးနဲ့ထဲရိုက်ပြီးပါလားဆိုပြီးတော့ request လုပ်တော့အဲ့တခန်းပေါ့နော်အဲ့တခန်းမှာတော့အဲ့စိတ်ကလေးကိုကင်ပြီးတော့မှရိုက်ရဆိုတော့စိတ်ကလေးကလည်း तू ကကို့အပေါ်မှာနေနေရနေနေရဆိုတော့အဲ့ဇာမငန်ရိုက်တဲ့အချိန်မှာအရန်နေစင်နဲ့ပြီးတော့ဟိုအဲ့မှာမိတ်ကပ်သမားလေးကလည်းသူဗီဒီယိုရိုက်ပေးထားတာဆိုတော့အဲ့ဗီဒီယိုလေးအမှတ်တရပါတော့တင်ပြလိုက်တာနေပြီးတော့တိရွာလားလို့ဟုတ်တယ် ဒါဘာစားညင်တာလဲတဲ့မမကိုကိုလေးအုံးတော်တော်လေးမနသူစားပြီးမှန်ကြရအဲ့ဒါဆိုတော့ကျတော့အဲ့ဒီဂျင်းစာရှိရဖေဖေတို့ဘက်ကအရန်တလိမ့်ဆန်ချစ်တတ်တာမေကြီးကတော့အဲ့လိုမဟုတ်ဘူးဒါပေမဲ့ဖေဖေကအရန်ချစ်တတ်တယ်တွေ့သမျှတလိမ့်ဆန်အကုန်ကယ်တယ်အဲပြီးတော့ဟိုအဓိကကတော့အဲ့လိုမျိုးငငယ်ငယ်လေးရရင်အခွေးလေးကြောင်လေးဆိုတာလက်ပွန်းတီးနဲ့နေပြီးမွေးလာတာအဲ့တော့ဟိုတစ်ချစ်သူတယောက်ပေါ့လေပြောရမယ်ဆိုတာဖေဖေဘက်ကနေပြီးတော့သူရအပြည့်ပါတော့တလိမ့်ဆန်လေးတွေဆိုအဲ့လိုခယူနာတက်တယ်ချစ်တယ်အကုန်ချစ်တာဆုတက်ကဟို တော့ပြောရင်လည်းဟိုတပူရဖြစ်မယ်ပေါ့နော်။ဒါကျမရဲ့တားတော့မှာလားပတ်ပြေးသေးရကျတော့အေးတော့ပတ်ပြေးသေးရသူနဲ့လည်းစုံကြုံဆုံးအောင်မယ်ပခိုးပွဲမှာမကျူးအဲ့လိုဆိုတော့ဟိုတိလိဆန်လေးကတော့အကုန်ကိုချစ်တတ်တာဆိုတော့က သူတို့မြင်ရရင်ပျော်တယ်စိတ်ချမ်းသာတယ်သူတို့အစာကျွေးနေရရင်လည်းစိတ်ချမ်းသာတယ်ကုသိုလ်ရရလို့လည်းစိတ်ထဲမှာအပြေအဝခံယူထားတယ်အဲစကားမပြောတတ်တဲ့ကလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲသူတို့အတွက်လိုအပ်ချက်ကလေးတွေသူတို့လိုရင်းလေးကိုဖြည့်ပေးပြီးတော့သူတို့နဲ့အတူတူနေရတာဘဝရဲ့အပျော်ဆုံး moment တွေမှာတစ်ခုပဲလူတွေကတော့အမျိုးမျိုးပေါ့နော်ချစ်တတ်တဲ့လူလည်းရှိတယ်မချစ်တတ်တဲ့လူလည်းရှိတယ်ဒါလည်းအပြစ်ပြောလို့မရပါဘူးအဲတလိမ့်ဆန်လေးဆိုတာလေသူတို့ဘုံဘဝတွေပေါ့နော်ဘုံဘဝတစ်ခုအနေနဲ့သူတို့ရဲ့ အဲဒီ live လေးတွေကကြမ်းတမ်းခက်ထန်ပါတယ်တလိဆန်အောင်မှာကုသိုလ်ကံကောင်းတဲ့တလိဆန်ကလေးတွေကအိမ်မွေးတလိဆန်ဖြစ်တယ်ကုသိုလ်ကံနဲတဲ့တလိဆန်ကလေးတွေကလမ်းမေးတလိဆန်လေးတွေဖြစ်တယ်အဲအဲ့ဒီမှာမှခွေးလေးတွေကြောင်လေးတွေဆိုရင်တစ်မျိုးဖြစ်တယ်ကြက်တွေဘဲတွေဆိုတစ်မျိုးဖြစ်တယ်အဲဆိုတော့သူရဲ့ live လေးတွေကဟိုဟိုဥမာပေးရစိတ်တကောင်ရဲ့တက်တန်းဆိုရင်တူတူလေးရယ်နော်အဲ့လိုမျိုးဆိုတော့ ဘဝတွေဆိုအမျိုးမျိုးတွေလေကိုယ်လေးဘယ်ဘယ်ဘယ်လိုတွေဖြစ်ခဲ့ပြီးဘယ်ဘဝတွေမှာဘယ်လိုကျင်လည်ခဲ့လဲဆိုတာဘယ်လိုမှမသိနိုင်အောင်အဲ့အတွက်ကြောင့်မလို့ဒီဟိုဟိုဘာသာရေးဆုံးမရအောင်ဆိုတော့ကတော့တကူရဲ့တိရစ္ဆာန်စစ်တက်တဲ့အခန်းနဲ့အခုဆိုလို့ရှိရင်တက်နိုင်သလားအဲ့လိုမျိုးတိရစ္ဆာန်လေးဆိုဖေးမာတယ်ချစ်တယ်ပေါ့နော်ဆိုအဲ့အနေနဲ့ပတ်သက်ပြီးတော့အဲ့လိုစိတ်ထားလိုက်ခြင်းအဖြစ်နဲ့နှလုံးသားအပေါ်ပြီးနူးညံ့လာတခုခုဆိုလို့ရှိရင်လည်းဘဝမှာဝမ်းနည်းစရာရအစ်မပြေရာကြုံလာလို့ရှိရင်လည်းကိုကဖြေတတ်လာတယ်နေတတ်လာတယ်ပေါ့နော်ဟုတ် အဲဆိုတော့ခွေးလေးကငါးကောင်မှတစ်ကောင်ဆုံးသွားရပါတော့။ကြောင်လေးကတော့နှစ်ကောင်ရှိပါတယ်။ ဟုတ်တယ်လုံးဝအဲ့ကလည်းအမှတ်တရဖြစ်ပါလိမ့်မယ်ဆိုတော့ဘဝအတွက်လည်းအမှတ်တရတစ်ခုပါပဲ။ဒါဆိုဆိုတော့အဲ့လို character မျိုးတစ်ခါမှပြုံးမဆောင်ဘူး။ဒါပေမဲ့အရန်စူးစားထားတယ်ထွက်လာလို့ရှိရင်လည်းအပေးပါပေါ့နော်ဝေဖန်ပြီးထောက်ပြပေးပါလို့ပြောချင်ပါတယ်ရှင်။ဟုတ်ကဲ့ chicken abi ရဲ့ပရိသတ်တွေအတွက်ဆိုတော့တခြင်းလေးတွေလည်းထွက်လာဖို့ရှိရယ်ဇကားတွေလည်းထွက်လာဖို့ရှိပါတယ်။ဆိုတော့စူးစားနေတဲ့လမ်းမှာအဲလိုအပ်တာရှိရင်လည်းထောက်ပြပေးပါ။ပရိသတ်ဆိုတာလည်းစွတ်တို့ရဲ့မိသားစုတွေပါပဲ။အဲ့အတွက်ကြောင့်မလို့မိသားစုတွေစီကစွတ်တို့ဆိုတာလည်းအဲဘလို့ပဲတရုပ်ဆောင်ဖြစ်နေနေနုပညာရှင် ြစ်နေနေလူသားတွေကလူတွေပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဆွဲတို့လည်းဖေးမမှုတွေလိုအပ်တယ်ကျင်နာမှုတွေချစ်ခင်မှုတွေလူသားတိုင်းလိုအပ်တယ်လို့ကိုယ်လည်းလိုအပ်တယ်ပေါ့နော်အဲ့တော့အခုဆိုလို့ရှိရင်လည်းလူတွေအများကြီးဆရာနေရနေတဲ့မြေတားရဲ့အတွက်လည်းဂျေစုတင်တယ်လို့ဆွဲတို့ကိုအဲအလိုမကျသဘောမကျတဲ့လူတွေရှိလို့ရှိရင်လည်းမျက်စိနောက်သွားရင်လည်းတောင်းပန်ပါတယ်ပေါ့နော်ဟိုလိုအပ်ချက်တွေရှိလို့ရှိရင်လည်းတကယ်ပဲထောက်ပြပြီးတော့ဝေဖန်မိပါအဲဆွဲတဲ့စူးစမ်းမှုတွေမှာလည်းအရာထင်အောင်အားပေးပေးပါအောင်လို့အားလုံးမြေတားရဲ့ခံပါတယ်ဂျေစုများကြီးတင်ပါတယ်ရှင်ဂျေစုတင်ပါတယ်